စူပါတိုင်ဖုန်းမွန်တိုင်းကြီးဖန်ဝုံးဟာဖိလစ်ပိုင်အတွက်တော့လုံးဝထွက်ခွာသွားပြီလို့ပြောလို့ရပါတယ်။လက်ရှိနိုဘာဆယ်ရဲ့တနင်္လာနေ့နေ့လယ်12နာရီခွဲထိရထားတဲ့နောက်ဆုံးအချိန်ရဖိလစ်ပိုင်စံတော်ကျေးဇူးနေ့လယ်2နာရီပေါ့နော်။ဖိလစ်ပိုင်နိုင်ငံမှာတဲ့စူပါတိုင်ဖုန်းမွန်တိုင်းကြီးရဲ့လေဘင်းအန္တရာယ်လုံးဝပြီးဆုံးသွားပြီးခုချိန်ဟာမုန်တိုင်းကြောင့်ဖြစ်ခဲ့တဲ့သဘောပီးအန္တရာယ်နောက်ဆက်တွဲပျက်စီးမှုတွေကိုစတင်ရင်ဆိုင်ရှင်းလင်းနေရတဲ့ကာလပါ ဖန်ဝေါ်မုံနိုင်ဟာခုဆိုရင်အင်အားအတော်လေးကို ရော့ချသွားပြီ ဖြစ်ပါနေ။အခုပိုင်းမုံနိုင်ငယ်အဆင့်ကိုတော်ရောက်ရှိလို့နေနေဖြစ်နေပါပြီ။ဖလပါနိုင်ငံကုမ္ပဏီတွေကလည်းလုံးဝထွက်ခွာသွားပြီးတော့တောင်တေးုပ်ပင်လယ်ထဲမှာရှိပါတယ်။မူလခံမှန်းထားတဲ့အတိုင်းမြောက်ဘက်ကိုကွင်နေပြီးအရှိတောင်အရှကုန်းလေးမှကြီးဘက်မြမထိုင်းနိုင်ငံဘက်ကတော့လုံးဝလာဖို့မရှိတော့ပါဘူး။မောင်နိုင်မျက်စိ ဖြတ်ကျော်ခဲ့တဲ့ပြည်နယ်၃ခုမှာကယ်ဆယ်ရေးနဲ့ရှင်းလင်းလုပ်ငန်းတွေစတင်နေပါပြီ။အဓိကအခက်ခဲကတော့ဆက်သွယ်ရေးလိုင်းနဲ့လျှက်စစ်မှုလိုင်းတွေလုံးဝပြတ်တောက်ပျက်စီးနေတာပါ။ဒါကြောင့်ပျက်စီးမှုအတိုင်းအတာတိကျသိရဖို့ကအချင်းယူရအောင်မှဖြစ်ပါလိမ့်။မင်းညကဖလပိုင်မှာစီအာတောင်တန်းကြီးပေါ်မှာရွာချခဲ့တဲ့မိုးရေချိန်ကလည်းတမိုင်းဝင်ပါပဲ။ဒါကြောင့်အဓိကမြစ်ကြီးတွေဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံကမြစ်ကြီးတွေမှာမြစ်ရင်အမှတ်ဟာစိုးရိမ်မှတ်ထအများကြီးကျော်လွန်မြင့်တက်နေပါတယ်။ကုန်းတွေမှာယူပြန်ဒေသတွေမှာအကြီးအကျယ်ရေလွှမ်းမှုတွေဆက်ဖြစ်နေပါတယ်။မြစ်တွေကတော့ကျလာအောင်မြင်သဘောပါပဲ။ကနဦးထိခိုက်ပျက်စီးမှုတွေနဲ့ရာဖိလစ်ပိုင်အစိုးရရဲ့ကြိုတင်ပြင်ဆင်မှုလူဦးရေတိတိတမနှစ်သန်းကျော်ကြိုတင်ရွှေ့ပြောင်းနိုင်မှုကြောင့် ဒီလောက်အင်အားပြင်းတဲ့စူပါတိုင်ဖုန်းမုန်တိုင်းကြီးဝင်ခဲ့တာတော့မှလူသေဆုံးမှုအရေအတွက်အ ਨੇ ဆုံးဖြစ်အောင်ထိန်းထားနိုင်ခဲ့ပါတယ်။နှစ်ဦးလောက်သာသေပါတယ်။စက်သွေးရည်တွေလုံးဝပြတ်တောက်နေတဲ့ကံယုံတဲ့ဒေသတွေကတော့သတင်းချက်လက်တွေစောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။အလုံးစုံခြုံငုံကြည့်မယ်ဆိုရင် မုန်တိုင်းရဲ့အဆိုးဝါးဆုံးချိန်ကပြီးသွားပါပြီ။ခုချိန်ကမုန်တိုင်းရဲ့ကြီးမားတဲ့နောက်ဆက်တွဲပြဿနာ ဖြေရှင်းရမယ့်ချိန်မှာဒါဟာလည်းအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ လူသေးဆုံးမှုစီးရင်တွေကတော့ထပ်တက်လာနိုင်မဲ့အခြေအနေရှိပါတယ်။ဘာကြောင့်လဲဆိုတော့ဟွန်လိုင်းကြောင့်အပျက်စီးတွေကို ရှင်းလင်းရင်းနဲ့အဲ့ဒီအပျက်စီးတွေအောက်မှာလူပိသေးတဲ့သူတချို့တော့ရှိကောင်းရှိနိုင်ပါတယ်။ဒါပေမဲ့လည်းအနေငယ်သာသေဆုံးမယ်လို့ခံမဲမိပါတယ်။အခုကမှနောက်ဆုံးရထားတဲ့အချက်လေးတွေအရဆိုရင်လူနှစ်ဦးသာသေပါတယ်။ တန်းချီတဲ့ပြည်သူတွေကိုလည်းဘေးလွတ်ရာကိုရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့သိရပါတယ်။အခုဒီညနေပိုင်းမှာနောက်ဆုံးရတဲ့အချက်လိုက်တွေရဆိုရင်တေဆုံးသူအရေအတွက်က၄ဦးလောက်ညီပါရှိနေပြီလို့သိရပါတယ်။ဒီလိုမှဒီမုံတိုင်းကြီးကပြောရမယ်ဆိုရင်တော့ဖလပိုင်ရဲ့ဒီနေ့အတွင်းမှာအင်အားအကြီးဆုံးမှုန်တိုင်းလို့တော့ပြောလို့ရပါတယ်။မိုးသီးတဲ့စွာရွာသွန်းခဲ့တဲ့အဓိကအဖြစ်လူဆောင်ကျုံးမှာဖြစ်ပါတယ်။ ညအချိန်ဒီမှာအဓိကအပြည့်ရွာသွန်းခဲ့ပါတယ်ဒါပေမဲ့လူစုံကျုံးဒေတာခန်တွေကတော့တညာလုံးအိပ်မရဘူးလို့ဆိုပါတယ်သူတို့ကဘေးလွတ်ရာကို ပြောင်းရွှေ့ဖို့အတွက်လုပ်နေရပါတယ်အိမ်ပြုံမှုချို့လည်းဖြစ်ခဲ့ပြီးအဲ့ဒီမှာ clean ဦးကကာပါပီနဲ့မြောက်ဘက်မှာတော့ clean ဦးအိမ်ပြီးတည်တယ်လို့သိရပါတယ်တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်တော့လူလေးဦးတည်ဆုံးတယ်လို့သိရပါတယ်အော်ရိုအာပီနဲ့မှာလည်းတည်ဆုံးတယ်လို့သိရပါတယ်အခုဒီ ဖန်ဝေါတိုင်ဖုန်မွန်နိုင်ကြီးဟာဖိလစ်ပိုင်ကနေထောက်ခွာသွားပြီးတော့ထိုင်ဝမ်နားကိုပို့ပြီးနှီးလာပါတယ်။ဒီကအပြင်ထိုင်ဝမ်မြောက်ပိုင်းကိုပို့ပြီးနှီးလာတယ်ဆိုပြီးတော့ရိုက်တာရဲ့သတင်းတပုတ်ရသိရပါတယ်။ဖန်ဝေါမွန်နိုင်ကြီးရဲ့ဒီဒေတာခန်တို့ဟာအနည်းဆုံးတစ်နာရီကိုကီလိုမီတာ130ကနေ160ဝန်းကျင်လောက်ရှိတယ်လို့သိရပါတယ်။ ဒီမုံတိုင်းကြီးရဲ့အရွယ်အစားဟာဖိလစ်ပိုင်မှာဆိုရင်နှစ်ပေါင်း20နှစ်အတွင်းမှာအကြီးဆုံးပါဒါပေမဲ့လူသေးပြောက်ကတော့အခုလောဆယ်၄ရောက်တာရှိတဲ့အတွက်ကြောင့်တော်တော်လေးကန့်ကောက်တယ်လို့ပြောရမှာဖြစ်ပါတယ်ဒီမွန်တိုင်းမြလာခင်ဖြစ်ခဲ့တဲ့တိုင်ဖွန်မွန်တိုင်းခမေဂီရောက်ဆိုရင်တော့လူပေါင်း224ဦးတော့တေဆုံးခဲ့ရတာဖြစ်ပါတယ် ဖန်ဝေါမုံတိုင်းကြီးမဝင်ပေမဲ့လည်းအခြေအနေစိုးရွားသွားတာကတော့ထိုင်းနိုင်ငံရုဒိယာပါ။ဘာဖြစ်လို့လဲဆိုတော့ကြောက်ဖရားရေကာတာကရေရှမ်းမှုကြောင့်အယုဒိယာပြည်နယ်တော်မှာရေကြီးရှမ်းမှုတွေဖြစ်ခဲ့ပြီးအင်တော်စုပေါင်း6000လောက်ထိခဲ့ပြီးတော့14ဦးသေဆုံးခဲ့တယ်လို့ခါဆောက်နေယူကဖော်ပြပါတယ်။ဆယ်မြောင်းဌာနကကြောက်ဖရားရေကာတာကနေစစ်ရေးထုတ်လုပ်မှုတိုးမြင့်လိုက်တဲ့အတွက်ရေကြီးမှုပိုဆိုးလာပြီးတမိုင်းဝင်မျိုးရေရှမ်းမှုအတွက်ကြောင့်ဒုနေအိမ်များစွာနှိမ်ယောက်ခဲ့ရပါတယ်။ ကျောင်းနီးတစ်ပိုက်မှာလည်းရေတွေဆက်လက်မြင့်တက်နေတုန်းဖြစ်ပါတယ်။ဓမ္မဘင်းနဲ့ကာကွယ်ရေးနဲ့ရှော့ချိုင်ယုံစင်ခန်းစာရအယုဒယခရိုင်စစ်တပ်ခုမြို့နယ်ကွယ်143မြို့နယ်ရွာ945ရွာမှာရှိတဲ့အိမ်တော်စုပေါင်း9800ကျော်ဟာရေပေးတင်ပြီးရေကြီးမှုကြောင့်14ဦးသေခဲ့ရတယ်လို့သိရပါတယ်။ဖန်ပေါင်းကြောင့် ဒီမှုန်တိုင်းကနေပြီးတော့မိုးရေချိန်များစွာရွာသွန်းလာရင်အခြေအနေပိုဆိုးမှာဆိုတဲ့အတွက်ကြောင့်ကြောက်ဖရားရေကာတာကိုရေလျှော့ရတာနဲ့အခုလိုမျိုးပြဿနာဖြစ်ခဲ့တာလို့ပဲပြောရမှာဖြစ်ပါလိမ့်အခုဖန်ဝေါမှုန်တိုင်းနဲ့ပတ်သက်ပြီးတော့အရန်စိတ်ဝင်စားစရာကောင်းတဲ့ချက်တစ်ချက်ကိုပညာရှင်တွေကဆွဲထုတ်ပြလာပါလိမ့်မြန်မာကဖလပိုင်နိုင်ငံလူစုံအကျုံးကြီးကို category 5အဆင့်ရှိတဲ့ super typhoon မုန်တိုင်းကြီးဝင်သွားခဲ့ပြီးနောက်အားလုံးကအကြီးကျယ်ပျက်စီးမယ်လို့ထင်ပေမဲ့ထူးဆန်းလာကအဲ့ဒီမုန်တိုင်းကြီးကုန်းလွင်ပြီးနိုင်ပိုင်းအတွင်းမှာပဲ အင်အားကသီးသာရော့ကျသွားပါတယ်ဒါဟာတိုက်ဆိုင်မှုမဟုတ်ပါဘူးတဲ့တဘာဝခန္ဓာဒရိုင်းကြီးတစ်ခုကအသက်ပေါင်းများစွာကိုကယ်တင်လိုက်တာပါအဲ့ဒီဒရိုင်းကြီးကတော့မော်ရိုင်းကြီးကိုလူဆောင်ကျုံးပေါ်ကနေကြောစီကပေးထားတဲ့ Sierra Madre တောင်တန်းကြီးဖြစ်ပါတယ်ဒါအပြင်တောင်ဒီတောင်တန်းကြီးပေါ်မှာမိုးရေချိန်တွေကအင်အားများပြားနဲ့ရွာသွန်းခဲ့ပေမဲ့မော်ရိုင်းကတော့မြို့ရွာအိုးအိမ်တွေကိုအရင်မထိခဲ့ပါဘူး မုံတိုင်းကိုဒီတော်လိုင်းကြီးကဘလို့ကစီးခဲ့လဲလေ့လာကြည့်အောင်မုံတိုင်းတလုံးရဲ့အဓိကဆွမ်းကသူ့ရဲ့မုံတိုင်းမျက်စိပါတဲ့မုံတိုင်းမျက်စိပုံမှုကြည်လင်လေမုံတိုင်းပုံအားကောင်းလေပါတဲ့စူမာတိုင်းဖုံးဖန်ဝုံးဟာအလုံးကြည်လင်တဲ့မုံတိုင်းမျက်စိနဲ့အော်ဝါပြင်းတဲ့ကိုအပြင်းချီတက်လာပါတယ်ဒါပေမဲ့သူဝင်လာတဲ့လမ်းမှာလူစုံကျွန်းရဲ့ကြောရိုးလိုဖြစ်နေတဲ့ CRR မာဒရီတောင်တန်းကြီးကကာထားပြီးတော့ဖန်ဝုံးကိုခုခံနေပါလေ။မော်တိုင်းရဲ့အရှင်ပြင်းလည်နေတဲ့မော်တိုင်းမျက်စိကအဲ့ဒီ ကျန်းတန်းတဲ့တောင်တန်းကြီးတွေကိုဝင်လိုက်မိတဲ့အခါမှာတော့မော်တိုင်းရဲ့လေဗယ်မှုစနစ်ဟာချက်ချင်းပြတ်စီသွားပါတယ်ဂျိုရူပေါ်ရဲ့နေထဲမှာဒါအောင်ရှင်းလင်းတွေ့နိုင်ပါတယ်။မုံတိုင်းမျက်စိဟာတောင်တန်းနဲ့တိုက်မိပြီးလုံးဝပြိုကျပျက်စီးသွားပါလေ။ရှားလက်ကမဖြစ်သွားလဲ။မုံတိုင်းရဲ့မျက်စိအဓိကပြတ်သွားတော့သူ့အင်အားတွေစူပါတိုင်ဖုန်းကလည်းတိုင်ဖုန်းဆင့်ချက်ချင်းကျဆင်းသွားပါလေ။တကယ်တော့ဒါဒီတော်တန်းကြီးကလည်းခုခံတွန်းလှန်မှုမရှိရင်ဒီတော်တန်းကြီးကမခုခံနိုင်ဘူးဆိုရင် ဒီ category 5အဆင့်ချီတဲ့မုံတိုင်းကြီးဟာဖိလစ်ပိုင်ရဲ့အဓိကလူနေထူထပ်တဲ့မြေပြန့်ဒေသနဲ့မြို့တော်မနီလာအထိဝင်ဆောင်မှာဖြစ်ပါတယ်။ဒါဆိုရင်လူပေါင်းထောင်နဲ့ချီသိမှာပါ။လေပြင်းမုံတိုင်းတောင်ကောက်ွယ်ပေမဲ့မုံတိုင်းအင်အားကိုဖြိုချလိုက်တဲ့အခါသူ့ရဲ့အာရီယာဖြန့်ကျက်ထားတဲ့တိမ်ဆန်းကြီးတွေပြန့်ကျဲသွားပြီးရေပေးဖြစ်စီပါတယ်။ဇီရာမာဒရစ်တောင်တိုင်းကြီးက၄ရန်ကိုနိုင်ယူခဲ့တာမှန်ပေမဲ့ဒါဟာပေးဆက်မှုလို့ပြောလို့ရပါတယ်။ ဒီမော်တော်ရဲ့အချင်းကကီလိုမီတာ1400လောက်အေရမမိုးတိုင်တိုင်ကြီးဖြစ်ပါတယ်အဲ့တောင်တန်းကြီးကိုဖြတ်လို့မရပဲဝန်တိုင်းမိတဲ့အခါတိမ်တက်တွေဟာအပေါ်ကိုလွင့်စင်ရောက်တက်သွားပြီးပြောရမယ်ဆိုရင်တော့ရေငွေ့အားလုံးကိုမိုးဖြစ်နှစ်ချလိုက်တော့ပါပဲရာလကတော့တမိုင်းဝေးမိုးရေချိန်တွေအဆက်မပြတ်ရွာသွန်းပါတယ်ဒါကြောင့်ဖလပိုင်ရဲ့အဓိကအန္တရာယ်ဟာလေနဲ့မိုးတပေါင်းနဲ့ပဲမဟုတ်ပဲအဲ့တောင်တန်းဘက်ကစီးကြလာတဲ့မိုးရေတွေကြောင့်တမိုင်းဝေးရေကြီးမှုနဲ့မြေပြိုမှုတွေဖြစ်တော်မှာပါ လုံအင်းအားကြီးတဲ့ဖောင်းဝုံမှုန်တိုင်းကြီးကတော့တက်ပြတ်သွားပြီဖြစ်ပါတယ်။မိုးတွေကတော့ရွာအုံးမှာဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့မွန်ရန်ဖောင်းဝုံကိုအခုလိုမျိုးဖျက်ဆီးပစ်လိုက်တာကကောင်းမှုမဲ့မိုးကြီးမှုကတော့ဖိလစ်ပိုင်အနေနဲ့ကြုံရအောင်မှာပဲဖြစ်ပါတယ်။